ဘာသာရေးအစိုးရလူငယ်90ကျော်ဟာ February 19ရက်နေ့ညကတာကီတာမြို့နယ်ကလုံခြုံရေးအရာရှိတွေကိုဂဲနဲ့ပစ်ပေါက်ပြီးဖုန်းဆိုင်နဲ့ကိုင်းရဆိုင်တွေကိုလည်းအကြမ်းဖက်ဖျက်ဆီးခဲ့ပါတယ်။တာကီတာမြို့နယ်မှာမြေ3ရက်ကွက်ထဲကအစ္စလမ်ကျမ်းစာတင်ကြောင်းတရှိမှုကိုမကျင့်တတ်တဲ့အဲ့ဒီအစိုးရလူ90ကျော်ဟာ24ပစ္စည်းကိုရွတ်ဆိုကာလုံခြုံရေးယူထားသူရဲအရာရှိတွေကိုစတင်တိုက်ခိုက်ပြီးစေရေးတိုင်းထွာခဲ့ပါတယ်။ခရရန်ရဲမှုဟာအဲ့ဒီအကြမ်းဖက်မှုကြောင့်ခါမှထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ခုနောက်ပိုင်းဖြစ်တာဒီကျွန်တော်ဒီရက်ွက်လူလူတိတ်မရှိတော့ဟုတ်ကဲ့ရက်ွက်လူလူကသူ့ရဲ့ဒီညွန်ကြားချက်နဲ့မကိုက်ညီတဲ့ဥစ္စာတွေဆောက်လုပ်ထားတဲ့ဘောဖြတ်သိမ်းပြီးသွားပြီးတော့အဲသူတို့သဘောပေါက်အောင်ရှင်းလင်းပြောပြတော့တယ်ကြောင်းဒီရက်ွက်ကလူသားပြည်သူကသဘောပေါက်နားလဲသွားလို့အခုဝင်လာတဲ့ဥစ္စာတွေကအပြင်ပပရိတ်တွေပဲများခြေပင်ရနေတော့သူကခွင့်ပြုချက်တစ်ခုပေးထားတယ်အခုနောက်ပိုင်းအဲ့ခွင့်ပြုချက်ကိုရဲ့ဆောက်ကြည့်ရတဲ့အခါမှာသူက ငကူမူလပုံစံမပြက်ပေါ့နော်အမိုးကိုတက်သားဖြင့်ပြန်လည်ပြုလုပ်ခွင့်ပြုတည်လို့ခွင့်ပြုတာအကျန်းဖက်လူစုဟာမန်ပြည်ရက်ကွက်ကနေရန်ပြည်နှစ်တောင်ရက်ကွက်နာချင်းကပ်လာချိန်မှာအင်အားနေရာတိရှိလာပြီးတယ်လီဖုန်းဆိုင်နဲ့ကွန်ရက်ဆိုင်တွေကိုစတင်ဖြက်စီးခဲ့ပါတယ်ဒီကျန်းဖက်သမားတွေကစာတင်ကြောင်းအောက်မှာမြေရောက်ခန်းရှိတယ်ဆိုတဲ့ကောလာဟာလာတည်တွင်းနေကြောင်းလူစုလူဝေးနဲ့ရောက်ရှိလာပြီးတိုက်ခိုက်ကြတာဖြစ်ပါတယ် အယောက်900နဲ့300ခန်းလောက်ရှိတယ်သူတို့ဝင်လာတယ်ဝင်လာပြီးကျွန်တော်တို့ဒီနားမှာမေးတယ်မေးပြီးတော့ဘယ်ဟာကလားဆိုင်လဲဘယ်ဟာဗမာဆိုင်လဲမေးတယ်မေးပြီးတော့ကျွန်တော်တို့စိုက်ရတယ်အရင်တော့ရိုက်ဖြူဟိုပါဘောနော်ရိုက်ချိုးတယ်ရိုက်ချိုးပြီးတော့တဲ့တဲ့ရဟန်ဆက်တွေလက်တော့တွေဟိုနော်ဟတ်တိတ်တွေမြဖြည့်ကတ်တွေပတ်စံတွေအကုန်လုံးလူကျက်သွားတယ်ဘောနော်အဲစိုင်ရောဖောက်ပြီးတော့အားလုံးယူသွားကြတယ် ပတ်စံကတော့340ပေါ့နော်ကိုတက်လူတွေ340ဘူးလောက်ရှိတယ်ပါသွားတာတရက်ကွက်လိုကတော့ညီကောင်မောင်တော့မိတ်ဆွေတွေလိုနေနေကြတယ်ကျွန်တော်နဲ့လည်းရန်သူတရားမှမရှိဘူးအဲ့ဒီကျန်းစာတင်ကြောင်းဟာ2010ကလေးကအင်္ဂလိပ်တိုင်းနေနဲ့စောက်ခဲ့တာဖြစ်ပြီးပြန်လဲပြင်ဆင်စောက်လို့ရမှာခွင့်ပြုချက်နဲ့မညီတဲ့အပြင်ငကိုထက်10ပြီလောက်မြင့်ပြီးစောက်ခဲ့တာကြောင့် February 18ရက်နေ့နောက်ဆုံးထားပြီးဖြတ်ခိုင်းခဲ့ပါတယ်လာမယ့် AB မတိုင်ခင်အင်္ဂလိပ်တိုင်းလုံးစာတစ်သားနဲ့သာကျန်းစာတင်ကြောင်းဖြစ် မူလပုံစံမပြတ်တည်ဆောက်ဖို့ရန်ကုန်တိုင်းအစိုးရကခွင့်ပြုခဲ့ပါတယ်။မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာပုံမှန်252254ကကြီးလို့ဖြစ်တဲ့ပုဂ္ဂလိကဆိုင်ရာလွတ်လပ်မှုကိုမဆုံးရှုံးစေရေးအခြားဘာသာသာသနာကိုထိခိုက်ခွင့်မရှိဘဲမိမိယဉ်ကျေးမှုဒလိထုံးစံနဲ့ဘာသာရေးကိုဆောင်ရွက်ခွင့်စတဲ့အချက်တွေကိုအတိအကျပြဋ္ဌာန်းထားပါတယ်။ ခုနေသားတော့အားလုံးကတော့တက်တန်တောင်ရှိတဲ့လူတွေကတော့ထိမ့်သိမ့်နဲ့ဆောင်းရနေတာပဲလေဆောင်းရနေတာဆိုတော့ထိမ့်သိမ့်ထိုင်တော့မဖြစ်လာနိုင်ဘူးလို့ဆိုတာဟုတ်ကဲ့